ောင်းမြမျိုးစီမျိုးသားတွေကပါအဲ့ဒီအမကကြောင်းချစ်မှာတွားပြီးတော့နင်းလာတဲ့သူဘက်ကနေရက်တည်ပြီးဝန်းရံပြီးတရားမျှတမှုရရှိဖို့အတွက်ကိုကိုကူကြီးဆောင်ရွက်ပေးနေကြပြီတို့ခံရတဲ့ကလေးမလေးရဲ့အဖေမေကိုအများရှိမှကျွန်တော်လင်မယားနေအောင်လို့အူစားပြီးတောင်းပန်မယ်။တောင်းမြအကြောင်းသူကြောင်းသားကိစ္စနဲ့ပတ်သက်လို့ကျွန်တော်တခုလောက်ပြောချင်တယ်။ကလေးမလေးဘက်ကနေပြီးနေပြီးတော့ကျွန်တော်ပြောချင်တာမဟုတ်ဘူး။ဖြူလုတ်တဲ့ကလေးမတွေရဲ့ဘက်ကနေကျွန်တော်ပြောချင်တာ။ အားလုံးပဲမင်္ဂလာပါဒီကနေ့မှာတော့မြောင်မြမျိုးကကျောင်းသူအချင်းချင်းပြည်တနာတတ်သည့်အခြေအနေကိုအမှုမှန်ဖော်ထုတ်ပေးဖို့မြောင်မြမျိုးသူမျိုးသားတွေကဆန္ဒပြတောင်းဆိုခဲ့ကြပြီးနောက်ကျူးလွန်သူတွေကကူညီဖြည့်ရှင်ဖို့အသင့်ရှိကြောင်းပြည်သူတအူးကပြောပြလာတဲ့ရုပ်တံတွေပါတင်ဆက်ပေးခြင်းပါတယ် မြောင်းမြအထက6ကျောင်းသူချင်းပြည်တနာပေါ်ပြန့်နှံ့လာတဲ့ထုတ်ပြန်ချက်မှာပညာရေးဝန်ကြီးဌာနကထုတ်ပြန်တာမဟုတ်ကြောင်းမြင်းစုထုတ်ပြန်ချက်အတူရေးသားဖြန့်ဝေသူကိုအမှုဖွင့်အရေးယူသွားမှာဖြစ်တယ်လို့ပညာရေးဝန်ကြီးဌာနကပြောထားပါတယ်။အေယာဝတီတိုင်းဒေသကြီးမြောင်းမြမြို့အမှတ်6အခြေခံပညာအထက်တန်းကျောင်းကကျောင်းသူတွေအချင်းချင်းပြည်တနာဖြစ်ပွားမှုဖြစ်စဉ်နဲ့ပတ်သက်လို့ပညာရေးဝန်ကြီးဌာနကထုတ်ပြန်နေဆိုတဲ့ထုတ်ပြန်ချက်တစ်စောင်ပြန့်နှံ့လာခဲ့တာပါ။ ပြုလို့ခံရတဲ့ကလေးမလေးဘက်ကနေပြီးနေပြီးတော့ကျွန်တော်ပြောချင်တာမဟုတ်ဘူးပြုလို့တဲ့ကလေးမတွေရဲ့ဘက်ကနေကျွန်တော်ပြောချင်တာအဲ့တော့ပြုလို့တဲ့ကလေးမလေးတွေပေါ့နော်လူမျိုးအောင်နိုင်ခြင်းတဲ့ကလေးမလေးတွေမိဘအနေနဲ့ကျွန်တော်ဝင်ပြီးတော့ကျွန်တော်ပြောချင်တာကျွန်တော်သာဆိုရင် တိတိချင်းမှာပညာရေးဝန်ကြီးဌာနကိုသွားမယ်ပညာရေးမှုရုံးပေါ့နော်ပညာရေးဝန်ကြီးကပညာရေးဝန်ကြီးရုံးသွားမယ်အကြောင်းအကျဉ်းနဲ့သွားတွေ့မယ်ပြီးလို့ရှိရင်မြောင်းမြကသူတို့ရဲ့အတန်းချုပ်အတန်းပိုင်းတွေနဲ့သွားတွေ့မှာပေါ့တွေ့ပြီးလို့ရှိရင်ကျွန်တော်အခုလိုမျိုးကြီးဒါဟော့ဖြစ်နေတဲ့အခါကျတော့အဲ့တော့မီဒီယာတွေရှေ့မှာအဲကျွန်တော်ရှင်းလင်းပေးခြင်းတယ်ပေါ့အဲ့တော့ ပြုလုပ်တဲ့ကျွန်တော်သမီးကိုပြုလုပ်ခံရတဲ့သမီးလေးကိုအများရှိမှပြန်ပြီးဦးရှာခိုင်းမယ်။ခြေနှန်းလောက်ထိသူတို့ကျူးလွန်ထားတဲ့ကိုထီးလေးရောက်ကိစ္စကိုပြန်ပြီးရောပြေဆက်ခိုင်းမယ်။ ပြီးရင်ပြုလုပ်တဲ့ကလေးတွေကိုကျွန်တော်ကမွေးထားတာဆိုတော့ကျွန်တော်မဆုံးမမရလေးချင်းဆိုတော့နောင်တအနေနဲ့ပြုလုပ်ခံရတဲ့ကလေးမလေးရဲ့အဖေမေကိုအများရှိမှကျွန်တော်လင်မယားနေအောင်လို့ဦးစားပြီးတောင်းပန်မယ်အဲ့အချိန်မှာသူဘာတွေတွေ့သွားမလဲဆိုတော့ပြုလုပ်တဲ့ကလေးကဘာဖြစ်လဲအော်ငါအဖေမေကငါလုပ်လိုက်တဲ့ကိစ္စကငါကြီးရကငါအဖေမေကအဲ့လိုကြီးတောင်းပန်နေရရှာပါလား ကောင်းသောမိတ်တူ ကောင်းသောဟိုဘယ်လိုပြောမလဲတင်ကန်းစာကိုပေးခြင်းတယ်သူစိတ်တန်ရာကိုလည်းဟိုရိုက်နှက်ပြီးတော့ဆုံးမစရာမလိုလေအဲ့တော့အဲ့လိုမျိုးလေးဖြစ်စေခြင်းတယ်အဲ့လိုမြ мян လှုပ်လိုက်တယ်ဆိုရင်သူ့ကိုနီးပြဖြစ်တဲ့အတန်းပိုင်တို့အတန်းကျုပ်တို့ညောင်မြအကြောင်းကြီးရေဆိုတာက image ထိခိုက်စရာအကြောင်းမရှိဘူး အဲ့တော့ဘယ်လိုပြောမလဲအလျှောက်ကောင်းရထောင်းတက်တာပေါ့ဗျာအဲ့လိုမျိုးလေးဖြစ်စေချင်တယ်ဗျာကျွန်တော်ကတော့ဒါပေမဲ့အဲ့ပြုလုပ်ခံရတဲ့သမီးလေးကိုကြည့်ရတာကျွန်တော်ကတော့ဖခင်တရားလို့နေရှင်ဘက်အောင်လာတာအမှန်ပဲ ပြောပြတာပါအဲ့တော့ဟိုတစ်ဖက်ကိုလည်းတနာကိယနာတညာစွာဖြင့်ဖိဖိမမလှုပ်နေပြီးတော့ပြုလုပ်တဲ့သူကိုလည်းဥပိ္ပခာတွေဘေးထိုးကြောင်ထိုးတွေလည်းဖြစ်မှာဆိုတော့အဲ့တော့ကလေးတွေဆိုတာနိုင်ငံသားကောင်းတွေနိုင်ငံတော်ကမွေးထုတ်ထားတဲ့ကြီးလာရင်အားကိုးရမယ့်အနာဂတ်ကလေးလေးတွေလည်းဖြစ်ကောင်းဖြစ်နိုင်လိမ့်မယ်လीနော်ကိုကမမြင်ရဘူးလीနော်အနာဂတ်ဆိုတာဒါကြောင့်မို့ ဒီကလေးလေးတွေကိုပြန်ပြီးတော့ကလေးလေးတွေဆိုတာကဗျာဟိုဖန်ခွက်တဲ့ထဲရင်ဖန်ခွက်တံတန်လေးအဲပီပါတဲ့ထဲရောလေပီပါပီပါတဲ့ထဲပီပါတံတန်လေးနော်ဟိုရေပုံတံတန်မျိုးမျိုးပြောင်းလို့တိမ့်သွင်းလို့ရတဲ့ရွယ်လေးတွေပါညနာကိုကျွန်တော်ကဟိုပြောပြတာပါဟိုကျေးဇူးတင်ပါတယ်ကျေးဇူးတင်ပါစိတ်လည်းမကောင်းပါမာဒီယောကပါပါလေပို့စတင်ထားတယ်ပြည် င်သားဆိုတာဒီမြောင်းများမြောင်းများကိစ္စပေါ့နော်မြောင်းများဒီအကြောင်းသူရောတာကိစ္စကိုတင်ထားတယ်တင်ထားတဲ့အခါကျတော့ကျွန်တော်ဖြစ်တဲ့ဖအေးတော်မှစိတ်တပြော့သေးရပဲဗျာနော်သူတို့မိန်းကလေးတွေမိခင်ဆိုတော့ဟိုခံရတဲ့ကလေးဘက်ကနေပြီးတော့မခံမြင်တဲ့ဖြစ်တာတော့ဟိုအပြစ်မဆိုတာဘူးဗျာအမှန်ပါတယ်နော်အဲ့ဒါကို ိုဖာတိဖာတာလေးနေပြီးတော့မှကိုနေလိုက်တယ်ဆိုတော့ကောင်းတာပေါ့ဆလိုရာပါလဲဆိုတော့เจ้าဆရာတယောက်ကအဲเจ้าထဲမှာဖြစ်တာမှမဟုတ်တာအပြင်မှာဖြစ်တဲ့ကိစ္စကြီးကိုအဲတမျိုးပေါ့အဲပြောလိုက်တဲ့အခါကျတော့ဟိုဘယ်လိုဖြစ်လဲဆိုတော့နင်းကိုเจ้าထဲမှာ ဆရာလို့ခေါ်မယ်အပြင်မှာနေဟာအကောင်နေပါလေပေါ့အဲ့လိုမျိုးပေါ့နော်အဲ့လိုမျိုးပြောလို့ရလားနေရိုးတူပေါင်းရိုးတူတန်းတူပေါင်းလို့ရလားရင်ဖြစ်ကုန်တော့ပေါ့ဗျာတော့ဒီကဲကျတော့အဲ့ဒီချောင်းဆရာလည်းဝေမမတ်တယ်ပေါ့နော်ဟိုပြောချင်တာပါသူကဒူရီယာအားလုံးကတားဆူနေရလေနော်ဟိုရှင်းတော့ဟိုလက်သက်စိတ်လက်ထိတ်တာပေါ့ဗျာဟိုရှင်းတော့ဥသာကြီးတို့ဒီကဒီမှလည်းချက်ပြီးတော့ အဲကျွန်တော်ကိုယ်ကလည်းမကြိုက်ပါဘူးအဲတော့ကျွန်တော်ကတော့ကျွန်တော်အသားသမီးကိုအမြဲတမ်းဆုံးမလေးရှိပါတယ်အမြဲတမ်းလည်းဆုံးမတယ်အဲထားပါအဲဒါကျွန်တော်ကကိုယ့်ရဲ့အထုပ်ပတိပြောရမယ့်အနေထားမဟုတ်ဘူးအဲတော့ဆိုလိုတာကအဲ့လိုမျိုးကြီးဖြစ်တယ်ဗျာတော့ဒါပေမဲ့အခုကျွန်တော်အဲ့ဒီတင်ထားတဲ့ post fashion ကိုလည်းကျွန်တော်ပြောချင်တာကဒီအမှ မှရေကျွန်တော်ပြပြမယ်တချို့ဝန်ထမ်းတွေအားလေဒီလာမှာကျွန်တော်လည်းကိုယ်တိုင်လည်းဝန်ထမ်းလုပ်ခဲ့ရဆိုတော့လေအိမ်မှာလေအဆင်မပြေဘူးဒီလာအခက်အခဲအများကြီးပဲအရန်အဆင်မပြေရဒါပေမဲ့ကျွန်တော်တို့လေဗန်မှာလေဒီလာကျွန်တော်ပြပြအောင်မယ်အခက်အခဲတွေများနေအောင်ပါဗန်ရောက်လို့ရှိရင်လေတဒံလို့ဒီလိုဆောင်ပြီးမင်္ဂလာပါခင်ဗျမင်္ဂလာပါကိုဘာကူညီရလဲခင်ဗျဘာကူညီရမလဲရှင့်ဒီလိုလေးလုပ်ခဲ့ရအများကြီးရှိရဲ့ဟုတ်လားအဲ့တော့ဟိုဗာလဲ ဟိုဒါပေမဲ့အမားဆရာဆရာမတွေစော်ကားနေရမဟုတ်ဘူးဟိုမနေတတ်မထိုင်တတ်နဲ့ဝင်မှန်းနဲ့ဆရာကိုပြောရလဲကျွန်တော်သိရဒါပေမဲ့အဲ့ဒီဆရာကလည်းဝင်မှန်းတာကိုလည်းကျွန်တော်ချုံချရတယ်ပေါ့နော်ဒါပေမဲ့အဲ့ဒီဆရာတွေကိုလည်းနားလည်ပြီးလိုက်ပါလို့ဟိုတံတန်းလေးကိုသူ့ဆောင်ပြီးတော့တချို့တလေကြောက်လည်းဟိုဗာလဲဟိုပိုက်စိတ်တိုက်ပြီးတော့ပေါ့နော် ုံမွေးထားတဲ့တာသမီတော်မှာမဟုတ်ရှုံနိုင်တဲ့ခက်ကြီးမှာတောင်းသူကျောင်းသားတွေကိုတော့နေရာတကာကြီးကိုလိုက်ပြီးတော့မဟုတ်ရှုံနိုင်ဘူးလေဒါလေးကိုလည်းနားလည်ပေးလိုက်ပါလို့အဲ့ဒါလေးကိုကျွန်တော်ကလေအဲပြောပြတာပါဟိုကျေးဇူးတင်ပါတယ်ခင်ဗျာတကယ်ပါတကယ်ကျေးဇူးတင်ပါတယ်ရင်ပြောစရာရှိလို့ပေါ့နော်တိတော့ပေါ်တက်လာတာပါအဲရွှေစင်တိချင်တာလေးပေါ့နော်တိတဲ့လူရှိရင်လည်းရွှေစင်ကိုဒီ comment မှာရေးပေးခဲ့ကြပါ ကြောင်းဖွင့်တာပေါ့နော်ဟိုတလတာမပြည့်သေးပါအောင်အဲကလေးတွေကိုဒီတက်မိုက်ဆီယမ်မတွေအနေနဲ့ဆီယမ်မတွေကိုလည်းကျွန်မစော်ကားခြင်းမဟုတ်ပါဘူးဟိုကျွန်မတို့လို့ဟိုအခက်အခဲရှိတဲ့မိခင်တွေအတွက်ဟိုအဆန်1500ရဖို့ဆိုတော့ကျွန်မတို့မှာတော်တော်ခက်ခဲပါတယ်အဲကိုလိုပဲတန်းတူဘဝတူကြီးရှိနေမယ်လို့ကျွန်မလည်းထင်ပါတယ်နော်။ဒီအเจ้าမှာဖြစ်တဲ့အဖြစ်ပြက်လေးတစ်ခုပဲ။ကျွန်မဒီနေ့မှသိရတ ။အနည်းအားဆိုလေကျမသားကိုကျမကတထောင်ပေးတယ်။ခွေးကလည်းပတ်စံတထောင်တော့မှပြောမယ်ဆိုကလေးတွေမှာစားလို့အဆင်မပြေပါဘူး။ဒါကြောင့်မို့ကျမမှာတမီးလေးတထောင်၊သားလေးတထောင်ပေါ့နော်။အမြဲတမ်းအိမ်မုံထူချင်ပြီးပေးရတယ်။အများနဲ့တွေ့မယ်ဆိုရင်တော့တလောက်6000ကျတယ်။ဒါပေမဲ့ဒီဒီနေရာမှာကို ချိုးချင်ပြီးတော့ကိုသားလေးတွေကိုမျက်နှာမငယ်ရအောင်လို့ဆိုရွှေစင်ဟိုမရှိမဲ့ရှိမဲ့ကြားတဲ့ကပေးရတယ်မုံဘိုးဖြစ်တယ်ပေါ့နော်။ဒါကြောင့်မို့လို့ရွှေစင်က ဒီမူမူပြလိုက်တဲ့ပစံတထောင်ကိုဒါဒီနေ့မှတည်ရတယ်ရှင်တယ်ဒီနေ့တော့ကလေးတွေထမင်းကြိုင်မပါလို့ထမင်းကြိုင်သွားပို့တာပေါ့နော်သွားပို့တဲ့အခါကျကလေးကငိုးပြီးတော့ထွက်လာတယ်မိမိတတမုံစားဖို့ရပစံမရှိဘူးဟုတ်တော့ဒါပါဘူးလို့လေလို့မိလိုက်တော့ဒါမနေရလဲပစံအခိုးခံရတယ်ပေါ့နော်ဒီနေ့လည်းဒါကောမတူဦးတဲ့ကိုထည့်ထားတာပေါ့နော်ပစံအခိုးခံရတယ်ပေါ့အဲ့တော့ဒါအတမ်းမိုင်ဆရာမကိုမပြောဘူးလားလို့ကျမမိလိုက်တဲ့အခါကျတော့အတမ်းမိုင်ဆရာမကိုဒါကပြောတယ်ပေါ့ကိုယ့်အကူရှာကိုယ့်အကူရှာလို့ခိုင်းနေဆိုတော့ ကဲသူတို့ပြောတဲ့အတိုင်းပေါ့ကျမတို့ကကိုယ့်အကိုရှာပါပြီရဲ့ကလေးကလေးချင်းနေအစင်ပြေကြလို့ပြဿနာတက်ကြပြီဟိုရှာခံရတဲ့ကလေးကလည်းပြောမယ်တားရဲ့အိတ်တွေကို तू ကလားနိုင်လို့ဆိုရင်ကျမသားအမှုတက်မသွားဘူးလားထက်ပြီးတော့ဒီကိစ္စကဖြစ်တဲ့နဲ့ကျမတို့လည်းငငယ်လေးအကြောင်းလိုက်ခဲ့တယ်ဖြစ်တဲ့နဲ့အကြောင်းရံကတော့ကျမဖြစ်ချင်တာကတော့တောင်မိုင်ကိုဆရာမကိုတိုင်းကိုကဒါယောက်ျားလေးတန်းယောက်ျားလေးတန်းဆရာမကိုတိုင်းပေါ့နော်ပျောက်တဲ့လူကိုကာယကရှိကိုတိုင်းကိုလက်တွေ့ရှာခိုင်း ဲ့လိုမျိုးပဲဖြစ်တဲ့နေပေါ့နော်ကျမပြောတာမှားခဲ့တယ်ဆိုလဲဒီမှာကြောင်းစရာဆီယမ်မာကြီးပါပါလိမ့်မယ်ပေါ့နော်ကျမစော်ကားတာမျိုးမဟုတ်ပါဘူးကျမတို့လိုအစမပြေတဲ့မိသားစုတွေမှာကြတော့ကိုသားလေးစားဖို့ရာပေးလိုက်တဲ့ပစံဒီလိုခိုးခံရတယ်ဆိုတော့မင်းနေရဆိုရင်ကလေးကအမေအေကိုမပြေလည်းမန်းတီတော့မပြောရှာဘူးအဒီနေ့ရတော့ငိုကြီးချက်မှနဲ့လာပြီးတော့အမေဒါပစံထက်ခိုးခံမင်းနေရလည်းတောင်မစားရဘူးပေါ့နော် ။သူကြောင်းထဲမှာလဲဆိုလဲနိုင်နေစင်းနေလောက်တဲ့လူတွေရှိနေပါတယ်ဟုတ်။เจ้าก็พ่นน่ะมาตะลาไม่ปี่ดีอูชี้ไหนเงินญิ้นโหปုံเนမျိုးดิอูอ่ตําไม้เสียมาดิอ่ะไม่รู้ไม่ไปไหนจ๋าอูล่ะแม้จะลุกไปอ่ะมั้ยไม่รู้ประชันตอกได้เกษาเลยโหลแหละอ่ตําไม้เสียมาดิเนี่ยลุกไปอ่ะมั้ยไม่ปลอกตาอูจม้าอ่ะชาไม่ไปอูหมูชาไม่ไปเนี่ยโหลเลยโซรัวหมูกะเล็กๆเพียงชาไกลโหลอึนไม่ปี่อูเลยอ่ตําไม้เสียมามาตาวินชื่อดิอ่ตําไม้เสียมาโกดันฉี่ပြီးတော့ตาเต็มပြီးเต็มชาဆိုတာပဲဖြစ်တဲ့เนี่ยบ่เนาะชี้ไหนเงินญิ้นลงနေတဲ့หมูดิแหละอ่ตําไม้เสียมาနေเนี่ย ဟိုတောင်းရှိရဲ့လို့ကျမတော့ထင်တာပဲကြံပေးခဲ့ကြအောင်ရန်ဖြစ်ရင်ကိုပကအရင်ဥအောင်သားဆုံးဖြစ်လာသမျှပြဿနာတွေအကုန်လုံးငါနောက်ကနေလိုက်ဖြေရှင်းပေးမယ်ဆိုပြီးတော့သားသမီးတွေကိုအငဲအဲ့လိုတွန်တင်ဆုံးမနေတဲ့မိဘတွေပေါ့နော်အခုတောင်းသူလေးတွေဖြစ်ပြက်ပေါ့နော်အဲ့ဒီအဖြစ်ပြက်ကလေးကိုကြည့်ပြီးတော့သင်ခန်းစာယူပေးတဲ့နေပြီနော်အခုမိဘတော်တော်များများပေါ့နော်ဟိုတို့ကြားဘူးနာဝရီအကုန်လုံးကြားနေရတာကအဲ့လိုမျိုးကြောင်းမှာပေါ့နော်ပြဿနာတွေပါဖြစ်တယ်ဆိုလို့ရှိရင်သားသမီးကိုချစ်တဲ့ဇုံနဲ့ကိုယ်ကိုလှုပ်လာပြီဆိုလို့ရှိရင် ကိုကအရင်ကကိုနဲ့ရန်ဖြစ်လာပြီဆိုလို့ရှင်ကိုကအရင်ဥအောင်လာလောက်ပလိုက်အရင်ဥအောင်လာချပလိုက်ပြဿနာဖြစ်လာရဲဆိုလို့ရှင်ငါနောက်ကနေလိုက်ရှင်ပေးမယ်အဲ့လိုမျိုးလေးတွေညာတော့အဖြစ်ပေါ့နော်သားသမီးကိုချစ်တဲ့စိတ်မခံကျင်တဲ့စိတ်တွေနဲ့မိဘတော်တော်များများအဲ့လိုမျိုးလေးတွေဆုံးမနေကြတာများတယ်ပေါ့နော်အခုနောက်ပိုင်းအဲ့လိုဆုံးမတာနဲ့ပတ်သက်ပြီးအခုဖြစ်တဲ့အဖြစ်ပြက်ကဒါနမူနာပဲနော်ဘလို့ပဲဖြစ်ဖြစ်ကိုကတော့တာသမီးကိုချစ်တယ်ဆိုတော့လည်းအဲ့လိုမျိုးဆုံးမလိုက်တယ်ဆိုပေမဲ့အခုမီဒီယာပေါ်မှာဆိုလို့ရှိရင်ဒီလိုမျိုးဟိုအုပ်စုဖွဲ့ပြီးအနိုင်ကျင့်တဲ့ပုံစံမျိုးလေးတွေမြင်ရတွေ့ရတဲ့အခါမျိုးကြတော့ဘာဖြစ်လဲ ကိုယ့်ရဲ့တာသမီကုံဒိခါကြဆင်းနေလေနော်ဘုံဒိခါလည်းကြဆင်းနေဟိုအများအမြင်လည်းဘလို့မှမတင့်တော်ဘူးကွာဟိုတာသမီရဟိုတခြားခလေးတယောက်ကိုအဖွဲအစည်းနဲ့အနိုင်ကျင့်နေနော် ဒါကိုမြင်ရတွေ့ရတာလည်းမိဘတယောက်အနေနဲ့ဘလို့မှအဆင်မပြေဘူးလေနော်အဲပြောချင်တာမိဘတွေအနေနဲ့ပေါ့နော်ဒီကိစ္စဒီပြဿနာမှာအကြောင်းနဲ့လည်းနည်းနည်းလေးသက်ဆိုင်နေဆိုပေမဲ့ပေါ့နော်အကြောင်းမှာဒီမှာ uniform ယူပြီးတော့ဖြူနယ်ဆိုင်ဝတ်ပြီးငါလှုပ်ချင်တာလှုပ်လှုပ်လို့ရတယ်ဆိုပြီးတော့ challenge နေတဲ့ပုံစံမျိုး challenge နေတာအဲအကြောင်းမှာလည်းတာဝန်ရှိသလိုမိဘတွေအနေနဲ့ဒီလိုမျိုးသားသမီးတွေစိုးသွမ်းနေအောင် challenge ခွင့်ပေးထားတဲ့တအားလိုလိုက်ထားတာကလည်းမှားတယ်ပေါ့နော်အဲ့တော့မိဘတွေအနေနဲ့လည်းသားသမီးတွေကိုတတ်နိုင်သမားပေါ့နော်ဆုံးမတဲ့လမ်းကြောင်းလေးတွေမလွဲစေချင်ဘူးမမှားစေချင်ဘူး ဖြောင့်မတ်တဲ့လမ်းကြောင်းလေးနဲ့ပဲဆုံးမပါလို့เนาะဒါကဘယ်လိုပဲဖြစ်ဖြစ်လုံးဝမြင်ရတွေ့ရတာအဆင်မပြေဘူးလေเนาะအခုဆိုလို့ရှိရင်ဒီအဒီကျူးလွန်ခံရတဲ့သမီးလေးရဆိုလို့ရှိရင်အเจ้าတော်မတက်ရဲတဲ့အထီကိုဖြစ်သွားတယ်ပေါ့နော်ကျူးလွန်တဲ့သူတွေကတော့အေးစေးပဲငါမိဘတွေကဘာဖြစ်ဖြစ်ငါ့ကိုလိုက်ရှင်ပေးမှာပဲငါနောက်မှာငါမိဘတွေရှိရဆိုတော့စိတ်နဲ့သူကနောက်တစ်ထပ်တည်ရတာလေးတွေရှိတယ်ကျွန်တော်မှကျွန်တော် post မှာလာပြီးတော့ man နေမှာလာရေးထားတာရှိတယ်ကိုကြီးဒါလေးကတော့ဒီလိုရှိတယ်ဟိုလိုရှိတယ်ပေါ့နော်လက်ခံတယ်ကျွန်တော်ကလည်း ဒီပြဿနာရဲ့အစအစင်းမြစ်ကိုအတိတိကျကျရှိတဲ့တိတဲ့လူတွေရှင်းရှင်းမယ်ဗောလေနင်းမယ်ဒါတော့သိကြတယ်ဒါမှမဟုတ်ကျွန်တော်ဆိုလိုချင်တာကဒီပြဿနာအဲ့ဒီအခြေအနေထိရောက်သွားတဲ့အကြောင်းရင်းကဘာလဲဆိုတော့ကျွန်တော်ဝန်ခံတယ်မသိဘူးတို့ပေမဲ့ကျွန်တော်ပြောနေတာကျွန်တော်ပြောနေရတဲ့အကြောင်းရင်းကလူမြင်ကွင်းမှာအုပ်စုဖွဲ့ပြီးရိုက်နှက်တယ်ပြီးတော့လူမြင်ကွင်းမှာ ်ဘဲပက်တူရွယ်တူချင်းအတူတူကျောင်းစင်းယူနီဖောင်းတွေဝတ်ထားတာချင်းအတူတူထိုင်ပြီးတော့ကြောက်ခိုင်းနေအဲ့ဒါအနိုင်လူချင်းစိတ်တစ်ခုနဲ့တက်တက်လှုပ်လာအခုဒီချုပ်ကပြောရမှာနော်ဒီကိစ္စဖြစ်ရတဲ့အကြောင်းရင်းကရိုက်ခဲတဲ့ကောင်မလေးကရိုက်တဲ့ကောင်မလေးတွေအုပ်စုကိုဟိုဘောနော်ဟိုမျိုးအကြောင်းညာဒီလိုမျိုးအကြောင်းညာကိစ္စကိုမျိုးမျိုးဘောနော်အဲအခုခေတ်မှာလည်းအဲ့ဒီကတော်တော်များများလုံးဟို ခုခေတ်မှာတော်တော်များများအဲ့လိုပြည်ထောင်တာဖြစ်နေကြတော့ပဲဟောကောနော်ပူတိုရှော့တွေနဲ့ဆက်ကွန်ရှော့တွေအပိုင်းညာတွေအဲ့မျိုးကောနော်ဖုန်တန်းတွေကတင်လို့ပါရေးလို့ပါအခုလိုပြည်ထောင်တာဖြစ်တာပါအဲ့အဲ့တော့လက်ခံတယ်မားတဲ့မှန်တယ်မမှန်ဘူးမသိဘူးနော်မပြောသေးဘူးအဲနောက်တစ်ခုကျတော့လေဒီကာကရှင်ရိုက်ခဲ့တဲ့ကောင်မလေးကဒီကာကရှင်ရိုက်ခဲ့တဲ့ကောင်မလေးကသူ့ရဲ့ဖုန်းနဲ့သူမင်းကယူပြီးတော့ဒီလိုကိစ္စတွေလုပ်လိုက်တာပါဆိုတော့လေအဲပြောတာလေဒါအမှားလားမှန်လား ကျွန်တော်ကိုယ်တိုင်မသိသေးပါဘူးဒါပေမဲ့ကျွန်တော်အခုဖြစ်နေတာကကျွန်တော်ပြောချင်နေတာကအခုဒီကိစ္စနဲ့ပတ်သက်ပြီးတော့တက်လာတဲ့ဗီဒီယိုဖိုင်တွေကအဲတနိုင်ငံလုံးတွေမြန်မာနိုင်ငံလုံးအပြင်ကိုတပြည်နိုင်ငံလူတွေပါဒါကိုကြည့်ပြီးသွားကြပြီအဲ့ဒါကိုပြောချင်တာအခုအကြောင်းအရာမှာတော့ကျွန်တော်ကပြစ်တက်ရခံတာပေါ့ဘာလဲဆိုတော့ကကျူးလို့ ਨੇ ကာဂန်ရှင်ရဲ့ မိဘညီကောင်မောင်နှမတွေကိုကျွန်တော်ဒီနေရာကနေပြီးတော့မြစ်တာရက်ခံတာပါအဲ့ဒီနေရာမှာအကိုတို့ရဲ့သမီးလေးသာဆိုရင်အကိုတို့သမီးလေးပေါ့ကိုအကျွန်ုံခိုင်းတဲ့ကောင်မလေးမှားရှင်ရှိမယ်တော့ကိုအဲ့အမှားအတွက်ကဒကနာအကိုတို့စီစဉ်ဆောင်ရွက်လို့ရမှာကြာပုံဝင်လေးလေးပြောတာပေါ့နော်အကိုတို့အနေနဲ့ပေါ့နော်အခုအကိုသမီးအကိုကျွန်ုံနဲ့ကောင်မလေးတွေတင်လိုက်တဲ့ဗီဒီယိုဖိုင်ကြောင့်ပဲ ကူမိသားစုနဲ့ပတ်သက်တဲ့ဒီသားသမီးတွေပြောဆိုနေတာတွေရှုံ့ချောက်ဝေဖန်နေတာတွေဒါရိုက်တဲ့ကိုလူမြင်ပါပဲအဲ့ဒီအကိုတို့အနေနဲ့ဗျာမိဖဆိုတဲ့စကလုံးနှလုံးအင်မတန်မတမူးကြီးတယ်ကိုယ်ကြောင်လည်းလေးလံတယ်အဲ့ဒီအဟာပေါ်မှာပီပီပီမြေလေးဖြစ်အောင်လို့ကျွန်တော်ကဒီနေရာကနေအနည်းငယ်မေတ္တာရဲ့ခါမတောင်းပန်တာပါအကိုတို့ထွက်ပြီးဖြည့်ရှင်းပေးလိုက်ပါအခုလိုမျိုးလူသိရှင်냐 အကိုတို့သွားပြီးတော့ထိုင်ရှိခိုးပါအကိုသမီးတို့ထိုင်ရှိခိုးခိုင်းပါလို့ကျွန်တော်မယဉ်ညူးဘူးအဲ့လိုကြီးလည်းမလုပ်ဘူးလူသားဆံမှုပြောတာကျွန်တော်ပြောတာဟလာမှားသွားပြီအခုဖြစ်ရကတော့အကိုအမြင်ပိုင်းအမြင်နဲ့မှားသွားပြီအဲ့ဒီအမှားတော့ကိုအကိုသားသမီးလေးကိုတောင်းယူခိုင်းပါအကိုတို့ကလည်းမိဘဆိုတဲ့တောင်းကြေးမှုမှာမင်းနဲ့မင်းနဲ့ပါဆိုင်လို့လေကျွန်တော်မေးရင်ကျွန်တော်မအဖြစ်စရာ အဖြေတစ်ခုပဲရှိတယ်ဘာမှမဆိုင်ပါဘူးဘာမှလည်းမတော်ပါဘူးဒါပေမဲ့ကိုနဲ့မဆိုင်ရင်ကိုနဲ့ဘာမှမတော်ဆိုင်ရင်ဘာမှမပတ်သက်ရင်ကြည်နေကြခြင်းဆိုရင်ကြည်နေကြမယ်ဆိုရင်ကျွန်တော်ကအဲ့လိုလူတွေကိုလူလို့မတတ်မှတ်ပါဘူးတကယ်ပြောတာပါလား ကျွန်တော်စိတ်ထဲမှာအဲကျွန်တော်ထက်တူခံစားနေတဲ့ဟာမြင်အမြင်တူတဲ့လူတွေခံစားရတဲ့လူတွေလည်းရှိတယ်အဲဘလို့ကောလဲဟိုရဲ့အခုတို့ဟိုဆိုလိုချင်တာဒီကိစ္စကဖြစ်ဖြစ်သွားတဲ့ကိစ္စတကူကလူမြင်လုံးဝမသိတော့ဘူးစိတ်ခံစားချက်တွေပေါက်ကွဲစေတယ်ဒေါသတွေဖြစ်စေတယ်အဲ့လောက်ဒီအချိန်ဟုန်ကြီးသွားစေလို့လားအဲအဲ့ကိစ္စရဲ့တည်းကိုပြေလည်အောင်ဖြေရှင်းဖို့အတွက် နီးလည်းမရှိတာမဟုတ်ဘူးကိုနီးလည်းဒီမှာအများကြီးပဲအကိုတို့ဘက်ကမဖြေရှင်းတာအဲ့လိုထွက်ဖြေရှင်းတဲ့လူကိုတိတ်ခါကြာသွားမယ်ထင်လို့တော့တိတ်ခါမကြာပါဘူးကိုကိုလိုမိသားစုကနော်တိတ်ခါမကြာပါဘူးကိုတခုအခုအကျွတ်လုံခန်းနဲ့ကောင်းပါလေဘက်ကလည်းကျွန်တော်တကယ်အံ့ဩမိတယ်ဗျာအခုချိန်ထိဗျာတချို့ပြောတာကမနစ်ကပါခုနစ်ကပါဓာတ်ထောင်းအခုမှတွေ့လာတာကျွန်တော်အခုမှတွေ့တာအဲ့ဒီခရီးမရဲ့မိဘတွေကရော ဒါမသိလို့နော်တကယ်မရှိဘူးလားရှိနေတာ ਨੇ ရေငုံနှုတ်ပိနေနေနိုင်တာလားခန္ဒီပါရမီပဲရမ်းပြည့်စုံနေတာလားဒါမှမဟုတ်အခုတချို့ကလည်းပြောရတယ်ဗျာအကျူးလို့နေကောင်မလေးအဖေတွေကအတိုင်းဝိုင်းဟာဘာညာတွေပေါ့ဘလူတွေပါတာကြီးအဲ့ဝယ်လို့ရတယ်ဘယ်လိုလဲဘာသာကြီးအများကြီးဝယ်ပေါ့ ညောင်းမြဖြင်းကြီးလေးပါဘာကြီးတဲ့ညာကြီးတဲ့ဘာကြီးတဲ့ညာကြီးတဲ့တွေအများကြီးပဲဒီမှာဝယ်ဝယ်လို့ရပေါ့ထုံနေရပဲမဆိုင်ပါဘူးအဲ့ဒါဒီနဲ့နေလာသူဘက်ကအတိုင်းဝိုင်းညီကောင်တို့တရားမှမရှိဘူးဆိုရင်လည်းပြောပြောအခုလိုမျိုးတွေကျွန်တော်ဒီလိုဗီဒီယိုတွေတင်လို့ ဖြစ်လာနိုင်တဲ့အကျိုးဆက်တွေလည်းအဲကျွန်တော်မိသားစုတွေကလည်းပြောတယ်ကျွန်တော်ပတ်သက်ရင်းနှီးတဲ့ငွေကြေးပေါင်းသမိတ်ဆွေကျွန်တော်ဆရာသမားတွေတွေကလည်းတားတယ်ဒါပေမဲ့ကျွန်တော်မနေနိုင်တာနေလို့မရတာကျွန်တော်ကျလာတကယ်ဘာမှမဟုတ်တဲ့ပြဿနာလို့တွတ်ထားလို့မရဘူးနော် ကျွန်တော်ပြောချင်တာအဲဒါပေမဲ့ထွက်ပြေးရှင်းလိုက်ရင်ခဏလေးအတွင်းမှာပြီးတော့မှာအဲအကြောင်းသူချင်းချင်းပဲတမျိုးတည်းတစ်ကြောင်းတည်းတစ်ခါတည်းတော့ဖြစ်ရင်ဖြစ်နေုံပဲတငယ်ချင်းတွေပဲဒီလိုပဲပြောနေရောငယ်ပဲသူဖြစ်တဲ့အတွက်ကိုလိုရကမှားလားမှန်လားမသိလို့လှုပ်လိုက်ကြတဲ့ကိစ္စတွေပဲဒါရီကိုနှုတ်နှစ်ဘက်မြင်ချင်းဆိုင်ပြီး အဲဘေးနားမှာအကြီးကြီးတွေခေါ်ထားပြီးတောင်ရှိတဲ့လူတွေခေါ်ထားပြီးဘသူဘသူဘက်မှမနစ်နာအောင်ဘသူဘသူဘက်မှဗမ်းမလိုက်ဖဲနဲ့ဘသူကတော့ဘာမို့လို့ဘသူကတော့ညာမို့လို့ဆိုပြီးဘလို့ခေါ်မလဲအားတဲ့သူနင်းချေပြီးအာကြီးသူကိုထိုးမမြောက်ဖဲနဲ့ညီနိုင်ဆောင်ရွက်ပြီးပူပေါင်းဖြည့်ရှင်းလိုက်ရင် ဒီဒီဒီဗီဒီယိုဖိုင်ကိုကြည့်ပြီးတော့ဟိုဘယ်လိုခေါ်မလဲတော့တာလေး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 ထွက်ပြီးပေါ်ပွေးနေတဲ့လူများစုစိတ်ကျနေဖို့အတွက်ရည်ဝယ်ပြီးပြောတာမဟုတ်ဘူးကိုဖြစ်တဲ့ကိစ္စကိုကိုကိုယ်တိုင်ပဲဖြေရှင်းရမှာပဲ။ ဲ့လိုလေးဖြည့်ရှင်းလိုက်ရင်ပြီးသွားမှာပါပြီးသွားမှာပါအခုကြည့်နင်းလာတဲ့ကလေးမလေးကကြောင်းမတက်နိုင်ဘူးကြောင်းတော့ဘယ်မှာတော့ဘယ်တည်းမလဲရှက်စိတ်လေးတငယ်စိတ်လေးအားငယ်စိတ်လေးတခုပြောမှတော့ဒေါသထတာအဲ့မှာဟိုကမိမစစ်ဖာမစစ်ပေါ့လို့ပဲသာဗြံပရာဆိုင်ငယ်နှစီးလာမှသူတွေ့လိုက်သေးတယ်ပရမတစည်းကနီးတယ်ပြန်ကိုယ်သွားတယ်နောက်တဲ့ဝင်လာတဲ့ကလေးတစည်းဟိုပါ ကလေးစည်းကလည်းပြန်ထပ်ပွေသွားတယ်အာယောက်ျားလေးကြီးပဲနှကောင်လုံးအဲ့တော်ပြီဘာဖြစ်နေကြပြတယ်ဗောနောဟောဝင်ပြန်ပြေးလိုက်ကြီးတကယ်ပါတကယ်အဲ့ဘုတ်တွေလေးစားချီချူးဂုံပြူလိုက်တယ်တက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 ယ်ပဲအဲ့ဒီဟာနဲ့အဲ့ဒီကိစ္စမှာနော်အတူတူပေါင်းဝင်ပူးပေါင်းဆောင်ရွက်တဲ့ဒူတွေအကုန်လုံး ဟဲနေလာတဲ့သူဘက်ကိုတနာစိတ်ကလေးနင်းနေမှမဝင်မိတာဗျအန်အော်လို့သူကတက်ညီလည်းညီလော်တာခတ်တာဗောနော်အဖွဲစည်းနဲ့အဖွဲလိုက်ဗောတက်ညီလည်းညီလော်တာခတ်တာလေးပြိုင်ပွဲပဲကောင်းတယ်နော်အရန်ပဲရိုက်ချင်နေတယ်ဆိုရင်ကောက်ကူးရုံသွားနော်ဓမ္မမုံရင်ပလာနာဆိုင်ရုံသွားအမရိုက်ကြည့်ရတယ်ကြလားညာရိုက်ချင်တယ် ။ဒီကနေဘီလိုရိုက်ပြီးတဲ့ကင်မရာမန်အထီးလာမှတော့မသိဘူး။အလုံးမျိုးတွေမင်္ဂလာပါဒီမနက်မှာအခုကျွန်တော်ဗီဒီယိုလေးတွေတင်နေတဲ့ညောင်မြတောင်းတဲ့ကိစ္စကအဲတကယ်အားရကျေနပ်စရာတခုတော့ဖြစ်လာပြီကျွန်တော်တို့တွေနေမဟုတ်ဘူးညောင်မြမျိုးစီမျိုးသားတွေကပါအဲဒီအမကကြောင်းရှိမှသွားပြီးတော့နေလာတဲ့သူဘက်ကနေရက်တည်ပြီးဝန်းရံပြီး တရားမျှတမှုရရှိဖို့အတွက်ကိုပေါင်းဝေကူညီဆောင်ရွက်ပေးနေကြပြီအဲကျွန်တော်လည်းကိုကြီးစာတဲ့စိတ်ကြောင့်ဖြစ်လာတဲ့ဒေါသလေးတစ်ခုနဲ့ဒီကိစ္စမှာကျွန်တော်လည်းဗီဒီယိုလေးတွေပေါ့နော်အခုကျွန်တော်ရင်ထဲမှာရှိတာလေးတွေကိုဖြစ်သိပေးကြတာလေးတွေကိုကျွန်တော်ပြောပြဆိုပြတဲ့ဗီဒီယိုလေးတွေတင်းတင်းနဲ့ကျွန်တော်လည်းတက်နိုင်တဲ့ဘက်ကနေပြီးတော့ရောက်နိုင်တဲ့အထိ ကျွန်တော်တွားဖို့ဆုံးဖြတ်ထားတယ်ဆုံးဖြတ်လိုက်ပြီမနေ့ကညကတော့ကျွန်တော်တို့မြောင်းမြဆင်းမှုအစီအစဉ်တစ်ခုဆွဲနေတယ်တကယ်ပဲသွားမှာအဲအဲ့ဒီအပေါ်မှာလည်းကျွန်တော်ဘယ်သူတူတယောက်ဆက်မှာငွေကြီးရေအကူအညီမယူဘူးအဲကျွန်တော်ငွေကြီးနဲ့ပဲကျွန်တော်လုံနိုင်တဲ့အတိုင်းအတာကြီးကျွန်တော်သွားပြီးတော့ကုညီလို့ဆောင်ပေးမှာနင်းနာဒီဘက်ကနေပြီးတော့ရန်သွားပြီးမှရန်သွားပြီးမှမဟုတ်ဘူးเนาะအဲကျွန်တော်လိုအပ်ရင်လည်း အဲလက်ရှိကျူးလွန်တဲ့ကာယကံရှင်တွေကိုကျွန်တော်အမှုမှုမြေတရက်ခံပြီးတောင်းပါမယ်နေရတဲ့ကောင်မလေးဘက်ကနေပြီးတော့စိတ်ချနေပြန်လဲပြီးတော့ငကိုတိုင်းဖြစ်ဖို့ရဲ့သူများဒန်းတူညီတူတွာလာနေထိုင်နိုင်ဖို့အတွက်သူစိတ်ဒီခေါင်းချီဖို့လိုတယ်အရင်ချင်းတွေတခုပြန်ရောက်ဖို့လိုတယ်အဲ့ဒီအတွက်ခရီးသွားမှာအဲနောက်ဆုံးညလူအဲ့လိုရှိရင် ့ sorry အခွင့်အရေးရရင်ကျွန်တော်ရာဇမှုတွေကျွန်တော်တကယ်လို့ဗောနော်အဲ့ဘက်ကအခြေအနေမထူးဘူးဆိုရင်တော့ကျွန်တော်တကယ်သွားပါပါအဲကျွန်တော်တကယ်ရင်းနေကျွန်တော်သွားဖို့လည်းကျွန်တော်ဦးကြိုင်ထားတယ်ပြောဆိုထားတယ် အဲကျွန်တော်တို့လည်းအခုလိုသွားမယ်လာမယ်ဆိုရင်လူတွေပြောပါတို့ဝေကြီးသူတွေပြောပါတို့သူပြောထားတဲ့အကိုရမတွေလည်းကျေးဇူးတင်ပါတယ်ဒါပေမဲ့ကျွန်တော်အဲ့ဒီလက်မခံပါဘူးအဲကျွန်တော်တက်နိုင်တဲ့ဘက်ကနေကျွန်တော်တက်နိုင်တယ်လို့အဲကျွန်တော်သွားမှာပါတော့ဒါပေမဲ့ဒီနေ့မနေ့တော့မြေရတွေ့ရတာလေးတကယ်အားရရလေးတွေကတကယ်အားရချင်းနေစရာပါဟိုဝမ်းတာနေတယ်ဆိုတာထက်ဖြစ်သိမ့်ပြလိုက်တာကိုမြင်ရလို့ရှင်းနေမိတာပါအဲကျွလုံးနဲ့မိကတွေလည်းအဲဒီပြည့်စင်တွေကို သိမြင်နေရတဲ့အတွက်သူတို့လည်းသူတို့တာဝန်ကြီးကိုသူတို့တာဝန်ယူပြီးတော့ဝိုင်းဝန်းပူပေါင်းကူညီဖြေရှင်းပေးမယ်လို့ထင်ပါတယ်အဲ့လိုမျှော်လင့်ထားပါတယ်အဲ့လိုဖြစ်လိုက်တော့တကယ်ပဲဒီကိစ္စလေးရတာအေးစစ်စစ်နဲ့ပြီးစည်းသွားမှာပါအဲ့ဆိုဘာမှလည်းတောင်းတောင်းအမုန်းပွားကြလို့ရှိတော့ပါဘူး။အဲတခုကျောင်းသားတွေကကျွန်တော်ရဲ့အသားသမီးရွယ်သူဒီမရွယ်တွေပါ။ဟိုအနည်းငယ်ကျောင်းမှာတော့ဘာလို့ line မောင်းနေပြီးတော့အဲ့ဒါတွေဟိုမမတ်ရိုင်းရိုင်းနေရင်းနေညံ့နေမမှန်ဘူး။ မတုတ်ပြန်ဘူးပေါ့နော်ဘိုးသားတော့ပတ်ကြတာအကုန်လုံးပဲလေအဲ့ဒီတော့ကျွန်တော်အမျိုးမျိုးမြေတိုင်းကတောင်းပါပါတယ်ဗျာတကယ်လို့ဘာမှမထူးဘူးအဲဒီတိုင်းပဲဆိုရင်တော့ရောင်ရအခုရောင်ရဒီနေ့ကျွန်တော်ဆက်ပြရပြီဒီတိုင်းပဲဆိုရင်တော့ကျွန်တော်ရောင်ရထူရအောင်သွားပါမယ်ဗျာအဲဒီကိစ္စကို ဘယ်လိုခေါ်မလဲကျွန်တော်အားနေကျွန်တော်ကျွန်တော်ပူတန်းညာတော့ရှိသလောက်ကျွန်တော်ပူကြီးလာပါအဲဒီအရလေးကိုတော့